အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်းပေါ်မှာတယောက်တည်းအသက်ရှင်ကျန်ခဲ့တဲ့သီလရှင်မလေးနဲ့အမေရိကန်စစ်သားတို့ဒီကျွန်းပေါ်တောင်းတင်လာတဲ့အကြောင်းလေးကိုတင်ဆက်ပေးကြပါမယ်ဇလန်းလေးကိုတော့1944ခုနှစ်ဒုတိယကမ္ဘာစစ်အတွင်းကမ္ဘာပေါ်ကနေရာတိုင်းကလည်းတနတ်တန်တွေဘုံတန်တွေနဲ့ဆူညံနေတဲ့အချိန်တွေဖြစ်ပါတယ်ဒီဒုတိယကမ္ဘာစစ်အတွင်းပစိဖိတ်သမုဒ္ဒရာနာပတ်ဝန်းကျင်မှာရှိတဲ့ဂျပန်စစ်သားတွေကိုချေမှုန်းဖို့အတွက်အမေရိကန်ရေတပ်ဗိုလ်မှူးကြီးအယ်လီဇင်တယောက်အမိတ်ပေးခံထားရတာဖြစ်ပါတယ်ရုပ်တရက်ဆိုသလိုတရင်တစ်ခုလုံး ဂျပန်စစ်သားတွေရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရတဲ့အတွက်သူတို့ရဲ့တိုက်ခိုက်ရေးသင်္ဘောကလည်းပြတ်သွားပြီးတော့ရာဘာလီဒစင်နဲ့အတူအဲလီစင်တယောက်တည်းသာအသက်ရှင်ကျန်ခဲ့ပါတယ်။ရပ်ပေါင်းများစွာပင်လယ်ပြင်မှာမျောလွင်ပြီးတည့်ရမှာတော့ခလန်လန်းမှာတည်ရှိနေတဲ့ကျွန်းတွင်းကိုမြင်လိုက်ရတဲ့အတွက်အသက်ရှင်ဖို့မျောလင်းချက်လေးနဲ့ဒီကန်ဆက်စီကိုလောက်ခတ်သွားခဲ့ပါတယ်။ဒီကျွန်းပေါ်မှာတော့အကူအညီရလို့ရညာလိုက်ဆိုင်ရှာဖွေကြည့်လိုက်တော့ဖះအချောင်းတစ်ခုကိုတွေးမြင်လိုက်ရလို့အထဲကိုဝင်လိုက်တဲ့အခါကက်သလစ်ဘာသာဝင်တီလာရှင်လေးအန်ဂျလာကိုတွေးမြင်ခဲ့ရပါတယ်။တီလာရှင်လေးအန်ဂျလာကလည်း အလီစင်ကိုမြင်မြင်ချင်းကြောက်တတ်နေခဲ့ပေမဲ့သူကဂျပန်စစ်သားမဟုတ်ကြောင်းနဲ့ခရစ်စတန်ဘာသာဝင် ဖြစ်ကြောင်းပြောလိုက်မှသူမှလည်းစိတ်သက်သာရရသွားခဲ့ပါတယ်ဖြစ်ချင်တော့ဒီကျွန်းပေါ်မှာအသက်ရှင်ကျန်ရင်းသူဆိုလို့တီလာရှင်လေးအန်ဂျလာတယောက်သာကြံခဲ့တာဖြစ်ပါတယ်အရင်တုန်းကတော့အန်ဂျလာနဲ့အတူဒီကျွန်းပေါ်ကိုဓမ္မဆရာတပါးတို့အတူရောက်လာခဲ့တာဖြစ်ပြီးတော့ဂျပန်ကျူးကျော်စစ်ကြောင်းစစ်ဘေးရှောင်တက်ကြီးရွယ်ဦးနဲ့ဒုက္ခသည်တွေကိုကယ်တင်ဖို့ရည်ရွယ်ချက်နဲ့လာခဲ့ကြတာဖြစ်ပါတယ်သူတို့ဒီကျွန်းကိုရောက်လာတဲ့အချိန်မှာတော့ဂျပန်တိုင်ရင်းစုကဒီကျွန်းကိုသိမ်းပိုက်ထားလိုက်တဲ့အတွက် အန်ဂျလာနဲ့ဓမ္မဆရာတို့လည်းရန်အနှဲငယ်လောက်ပေါအောင်နေခဲ့ရတာဖြစ်ပါတယ်။ဘယ်ကူမှထွက်မရပဲဒီကျွန်းပေါ်မှာပိတ်မိတဲ့ဓမ္မဆရာတို့နှစ်ယောက်နောက်ဆုံးမှအစာအာဟာရပြတ်လည်လာခဲ့ရပြီးတော့သုံးရက်မြောက်မှဓမ္မဆရာလည်းပြန်လုံတော်မူသွားခဲ့ရတဲ့အတွက်ဒီကျွန်းကြီးမှာအန်ဂျလာတယောက်တည်းကြံရှိနေတာဖြစ်ပါတယ်။အယ်လီဇင်တယောက်အပြည့်ဝအနားယူပြီးတဲ့နောက်ညနေပိုင်းမှာတော့ဝိုင်းရေးဖြည့်ရှင်းဖို့အတွက်ကျွန်းပေါ်မှာရှိတဲ့စားလို့ရသမျှအသီးတွေကိုခူးပြီးအပြန်အသားအင်းစားဖို့အတွက်ရေထဲမှာရှိတဲ့လက်ကြီးတစ်ကောင်ကိုပါတခါလေးဖမ်းလာခဲ့လိုက်ပါတယ်။ ဘုန်းကြီးเจ้าကိုပြန်ရောက်တော့လိန်ဟင်းချက်ရင်းနဲ့အန်ဂျလာကိုလည်းတက်နိုင်တဲ့လောက်ဆောက်ရှောက်ပေးသွားမှာဖြစ်ကြောင်းပြောရင်အလီစင်ရဲ့အကြောင်းလေးကိုဆက်စုကြည့်လိုက်တော့သူ့မှာဆွေမျိုးသားချင်းမရှိပဲမိဘမဲ့ခင်ရမှာကြီးပင်းလာရအောင်တိလိုက်ရတော့တနာမိသွားပါတယ်အသက်၁၄နှစ်ရောက်တော့မိဘမဲ့ခင်ရကနေတိုင်းပြည်အထွတ်တာဝန်ထမ်းဆောင်ဖို့စစ်တပ်တွေကိုစတင်ဝင်ခဲ့ပြီးတော့အခုချိန်ထိဂျပန်တွေကိုတိုက်ခိုက်နေကြရတာဖြစ်ပါတယ်ဒီလရှင်လေးအန်ဂျလာကလည်းသူ့လိုပဲမိဘမဲ့တူဦးဖြစ်ပြီးတော့ငယ်စဉ်ကတည်းကဖျားသခင်ကိုရုံုံကြီးကြီးကိုးကွယ်ခဲ့တာကြောင့် တီလာရှင်ဖြစ်ဖို့အတွက်ရည်ရွယ်ခဲ့တာလည်းဖြစ်ပါတယ်သူတို့နှစ်ယောက်အစာလေးရှာလိုက်ကြောင်းတဲ့ပို့နေလိုက် ဖြတ်တန်းရေးတရမှာတော့ကောင်းကင်ပေါ်မှာပြန်ဝဲနေတဲ့ဂျပန်တိုက်လေရင်တစည်းကြောင့်အလင်းအမြန်ပေါင်းနေလိုက်ရပါတယ်တကယ်တော့ဂျပန်တွေကလည်းဒီကျိုးပေါ်မှာအမေရိကန်စစ်သားတွေရှိမရှိလာဆောင်စမ်းနေတာဖြစ်ပြီးတော့အန္တရာယ်မရှိရင်ဒီကျုံးကိုသူတို့စစ်တပ်ကအုံချဖို့အတွက်လည်းဖြစ်ပါတယ်တိုက်ပွဲအကြောင်းကိုနားလဲတဲ့အလီစင်ကတော့ဂူထဲမှာရက်အနှဲငယ်ချပုံအောင်နေရင်သူတို့အတက်အနေနဲ့လွတ်နိုင်ကြောင်သိတဲ့အတွက် ဒီကူထဲမှာပဲစားနဲ့ရိတ်ခအပြည့်နဲ့နေဖို့ဆုံးဖြတ်ခဲ့ပါတယ်။လေရင်ဖြတ်တမ်းပြီးခဏကြာကျဲလောင်တဲ့ပေါက်ခဲတန်တွေထွက်လာပြီးတော့ဒီကျုံးကိုလူရှိရဲ့အထင်းနဲ့ဘုံလာကျဲခဲ့တာဖြစ်ပါတယ်။ဘုံကျဲတာနားသွားတဲ့ချိန်နှစ်ယောက်သားအပြင်ထွက်လာခဲ့ကြပေမဲ့သူတို့နေထိုင်တဲ့ဖျားချောင်းကတော့ဘုံကျဲခံထားရပြီဖြစ်လို့ခုံလုံးကနေရာလေးပျောက်သွားခဲ့ရတာဖြစ်ပါတယ်။ခဏကြာမှာပဲဂျပန်တပ်ဖွဲ့ဝင်အချို့ဒီနေရာကိုစကန်းနိုင်ဖို့ဝင်ရောက်လာခဲ့ပြီးတော့မြေဘေးကအလီစင်ရဲ့အသက်ငယ်လေးကိုလည်းမိချို့ဖျက်ဆီးလိုက်ကြပါတယ်။ ဂျပန်စစ်သားတွေကလည်းနေရာအနှံ့အပြားကိုလိုက်လံစစ်ဆေးနေတဲ့အတွက်အန်ဂျလာကိုဘင်ကင်းတဲ့နေရာမှာပုံခတ်ရိုက်ပြီးတော့ဓမြတချောင်းကိုကိုင်ကအဲလီစင်တယောက်အချင်းလေးကိုအကဲခတ်နေပါတယ်။ကံကောင်းကျင်တော့ဂျပန်စစ်သားတွေကသူတို့ပုံအောင်နေတဲ့ဂူထဲကိုမစစ်ဆေးမိတဲ့အတွက်အတန်းအနဲ့ကင်းလွတ်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီဂျပန်စစ်သားတွေကဒီကျုံးပေါ်မှာစကန်းချတာတော့သူတို့အတွက်စားနပ်ရိက္ခာအခက်တွေ့ရပြန်ပါတယ်။ဒါကြောင့်ညနေပိုင်းနေဝင်တဲ့အချိန်မှာအဲလီစင်တယောက် ဂျပန်စစ်သားတွေအလစ်ကိုချောင်းရင်ငါးဖမ်းဖို့ထွက်လာတဲ့အခါဂျပန်တပ်ဖွဲ့ဝင်အချို့ကသူ့ကိုမြင်သွားပေမဲ့တင်းချင်းရောက်ဆောင်နေလိုက်လို့တေဘီကနေလွတ်မြောက်လာခဲ့ရပြန်ပါတယ်။ဒီကနေအပြန်ပါလာတဲ့ငါးကိုကင်ပြီးစားဖို့စီစဉ်ပေမဲ့အန်ဂျလာကတီလာရှင်ဖြစ်တာမို့လို့အသားမစားဖို့ညှင်းဆန်နေပေမဲ့ဥမာတောင်းမတီလာတောင်းမဆိုတော့ဒီအသားကိုမျက်စိမိတ်စားလိုက်ရပါတယ်။ညရောက်တော့အဲလီစင်တယောက်ဂျပန်စကန်တွေကိုလေးလံကြည့်ဖို့အတွက်ဂျပန်တပ်သားခန့်ဆောင်ပြီးစကန်တွေကိုဝင်လာတဲ့အခါ သူတို့စားဖို့တောက်ဖို့အစားတောက်တွေကိုပါတွေ့တာနဲ့တခါတည်းခိုးလာပြလိုက်ပါတယ်အစားတောက်တွေခိုးပြီးအပြန်ဂျပန်စစ်သားတယောက်နဲ့ကြုံလို့တညာလုံးတော်ထဲမှာပုံအောင်နေခဲ့ရပြန်ပါတယ်နောက်နေ့မနက်ဂျပန်တပ်သားတွေအပြန်ဘက်မှာလေးချင်းရေးစင်းနေတော့အဲလီစင်ကတော့အစားတောက်တွေကိုယူပြီးတော့အန်ဂျလာစီကိုပြန်လာတဲ့အခါသူမကတော့အဲလီစင်ကိုတေသွားပြီလို့ထင်ပြီးငိုနေတာနဲ့အစားတောက်တွေနဲ့ပြန်လဲချောခဲ့ရပါသေးတယ်ဒီလိုအခက်အခဲတွေဖြစ်နေတဲ့အခိုက်အတန့်မှာတော့ဂျာမတဘာဝဆိုတဲ့အတိုင်းတရားဓမ္မတွေကိုဘလောက်ပဲအားထုတ်နေပါစေ ငွေရမှုရဲ့တဘာဝကိုတော့လုံဆန်နိုင်ကောင်းမယ်မဟုတ်ပါအဲလီစင်းရဲ့ပန်းတပွင့်တဲ့ဘေးလေးတစ်ခုလက်ဆောင်တွေ့ရဲ့နောက်မှာတော့အခုကိုဒီလရှင်တယောက်ဆိုတာတည်းတာမန်မင်းကလေးဘွားကိုဖျက်ဆီးမှုတွေအကြံပေးလိုက်ပေမဲ့အန်ဂျလာကတော့ဒီဘွားကိုသူမရွေးချယ်ထားတာဖြစ်ကြောင်းခြေပန်းလာခဲ့ပါတယ်နှစ်ယောက်သားရိုမန်တစ်ဖြစ်နေတော့စုညံတန်တွေကိုကြားလိုက်ရတဲ့အခါသူတို့နှစ်ယောက်ထွက်ကြည့်လိုက်တော့ဂျပန်စစ်သားတွေဒီကျုံးကနေစုခွာနေတာကိုတွေ့လိုက်ရတော့အတော်လေးကိုပျော်ရှင်သွားခဲ့ရပါတယ်ဂျပန်တွေစုခွာသွားတော့ကြံခဲ့တဲ့အစားအစာအကျဉ်းချက်တွေကိုစားတော့နေရင် အယ်လီဇင်ရဲ့ဘွားကအင်ဂျလာနဲ့မတွေ့ခင်အချိန်တတန်လုံးအထီးကျန်ကျန်နဲ့ဖြတ်တန်းလာရကြအောင်စတင်ရင်ဖွင့်လာခဲ့ပါပြီ။ဒါပေမဲ့လည်းစစ်ကြီးပြီးတဲ့အချိန်မှာတော့သူမရဲ့ဘွားတစ်ခုလုံးကိုဖះအကြောင်းထဲမှာပဲနှိမ့်မြုပ်တော့မှဖြစ်ကြောင်းနဲ့ဒုက္ခသည်တွေကိုတပွားလုံးကူညီသွားမှဖြစ်ကြောင်းကိုသာဆုံးဖြတ်ထားခဲ့ပါတယ်။ဒီစကားကြောင့်သူ့ပေါ်ထားခဲ့တဲ့အချက်တွေကိုပြစ်လက်ခံလိုက်ရပြီလို့ထင်နေတဲ့အယ်လီဇင်တယောက်ဂျပန်တွင်ကြံခဲ့တဲ့အရက်တလုံးကိုမောလိုက်ပြီးအန်ဂျလာရဲ့စိတ်ကူးလေးကိုလှောင်ပြောင်လိုက်ပါတယ်။ဒီအချိန်လေးကိုစိတ်ထိခိုက်သွားတဲ့အန်ဂျလာကမိုးရွာကြီးထဲမှာပဲ တစ်တော်တဲ့ကိုထွက်ပြေးသွားခဲ့တဲ့အခါသူမာမန့်တိတဲ့အဲလီစင်တယောက်အသေးအတန်ရှာဖွေနေတဲ့အခါတတိလင်းနေတဲ့အန်ဂျလာကိုသာတွေ့လိုက်ရပါတယ်။ဂူရဲကိုပြန်ရောက်တော့အန်ဂျလာရဲ့အဖျားအတော်လေးတက်နေခဲ့တဲ့အတွက်ဈေးဝါးရရဖို့ဂျပန်စကားကိုဝင်ခိုးမှသာရတော့မှာဖြစ်ပါတယ်။အခြေအတွက်အသက်တောင်ပေးဆမ်းမဲ့အဲလီစင်တယောက်ဂျပန်စစ်သားတွေစကားကိုဝင်ခိုးနေတော့စစ်သားတယောက်မိသွားခဲ့ပေမဲ့လက်ဦးမှုရသွားလို့ဒီဂျပန်စစ်သားလည်းငရေပြီရောက်သွားခဲ့ရပြန်ပါတယ်။ဂူရဲမှပြန်ရောက်တော့အန်ဂျလာရဲ့စွတ်စွတ်နေတဲ့အဝတ်အစားတွေကိုလဲပေးပြီး ါလာတဲ့ဈေးတွေကိုပါတိုက်ပေးပြီးတဲ့နောက်သူ့ဘဝမှာပထမဆုံးချိန်နဲ့ဆူတောင်းကတော့အန်ဂျလာတယောက်အမြန်ဆုံးတက်တာပါစီဆိုတဲ့ဆူတောင်းပဲဖြစ်ပါလိမ့်မယ်။နောက်ဒီနေ့မှာတော့အန်ဂျလာတယောက်ပြန်နေရှင်တနာရပြီးသူမရဲ့အဝတ်စားတွေကိုဘယ်သူလဲပေးတာလဲလို့မင်းကတော့အဲလီစင်ကသူမဟုတ်ရင်ဘယ်သူဖြစ်နိုင်မလဲလို့ဖြေဆိုခဲ့ပါလေ။မင်းညာကသူ့ရဲ့စကားတွေအတွက်လည်းထပ်ပြီးတောင်းပန်လိုက်တဲ့အတွက်သူတို့နှစ်ယောက်ရဲ့အဆင်မပြေဘူးတွေကလည်းပြန်နေအဆင်ပြေလာခဲ့ပါလေ။နှစ်ယောက်သားပြန်နေအဆင်ပြေပြီးတဲ့ခဏကြာဂျပန်လင်းယူတွေက ဒီကျွန်းတစ်ခုလုံးကိုဘာကြောင့်မှမသိဘုံတွေစတင်ကျဲကင်းနေခဲ့တာဖြစ်ပါတယ်။အကြောင်းကတော့မင်းညားကအန်လီစင်တယောက်ဆေးသွာခိုးရင်းနဲ့ဂျပန်စစ်သားတယောက်ကိုရှင်းနိုင်မိတဲ့အတွက်ဒီနေရာမှာရန်သူရှိနိုင်တယ်ဆိုတဲ့ယူဆချက်ကြောင့်ဖြစ်ပါတယ်။အန်ဂျလာလည်းတည်သွားတဲ့ဂျပန်စစ်သားတွေအတွက်ဆူတောင်းပေးနေတော့မှာပဲ။သူတို့ကိုဒီဂူတွေကထွက်မလာရင်လက်ပစ်ပုံးနဲ့ကျဲတော့မှာဖြစ်ကြောင်းဂျပန်စစ်သားတွေကတတိပေးလာခဲ့ပါတယ်။အန်လီစင်လည်းအခက်တွေ့နေပြီးအန်ဂျလာကတော့ဒီနေ့ကသူတို့ရဲ့နောက်ဆုံးလေးလို့သတ်မှတ်လိုက်ပြီးတော့ဖျားမတပါ အခြားဆူတောင်းစရာမရှိဖြစ်နေတဲ့အချိန်မှာပဲအမေရိကန်ရေတပ်ကဒီဂျပန်စစ်သားတွေကိုစတဲ့တိုက်ခိုက်ခဲ့ပါတယ်။သူတို့တယောက်ရဲ့အသက်ဘေးကဂျပန်စစ်သားတွေလက်ကနေလွတ်မြောက်သွားခဲ့ပြီးမြဲဂျပန်စစ်တပ်ရဲ့ခံစစ်လက်နက်ကြီးတွေရဲ့ခုခံမှုကြောင့်အမေရိကန်ရေတပ်တွေကလွယ်လွယ်နဲ့ဒီကျွန်းကိုကတ်လို့မရဖြစ်နေခဲ့ပါတယ်။အချိန်တွေကိုကောင်းကောင်းကြီးနားလည်တဲ့အဲလီစင်ကတော့တဏျာပြီးတဏျာဂျပန်ခက်စစ်ရဲ့လက်နက်ကြီးတွေနဲ့ပစ်ကူတွေကိုတိတ်တိတ်ဆိတ်လိုင်းလံဖျက်ဆီးလိုက်တဲ့အခါအမေရိကန်တပ်တွေကလည်းဒီစိတ်ကမ်းကိုအောင်အောင်မြင်မြင်ကတ်လာနိုင်ခဲ့တဲ့အတွက်ဂျပန်စစ်သားတွေလည်း ်အကုန်လုံးမျိုးကန်းကုန်ပါတယ်။ဒဏ်ရာရနေတဲ့အလီစင်ကိုအန်ဂျလာကစေးထက်ပြနေတဲ့အချိန်အလီစင်ကတော့အမေရိကန်ရေတပ်တွေရောက်လာလို့နှုတ်ဆက်ရမယ့်အချိန်ပဲလို့ပြောလိုက်ပါတယ်။အန်ဂျလာကတော့သူမရင်ထဲမှာအလီစင်တယောက်တော့တေချာပေါက်ရှိနေမှာဖြစ်ကြောင်းအလန်းတဲ့နေတော့အမေရိကန်ရေတပ်ဗိုလ်မှူးကြီးအလီစင်ကိုအသက်မသေးပဲတွေ့လိုက်ရလို့အမေရိကန်စစ်သားတွေလည်းပျော်ရွှင်နေကြပါတယ်။နောက်ဆုံးမှာတော့ဒီကျွန်းပေါ်မှာအမေရိကန်အလံကိုလွှင့်တင်လိုက်ကြပြီးတော့အောင်ပွဲခံလိုက်ကြပါတယ်။ဒီကျွန်းကနေပြန်မှုအချိန်ရောက်လာတော့ အန်လီစင်တယောက်အန်ဂျလာရဲ့အချစ်ကိုရမှုအတွက်တွန်းအားမပေးခဲ့တဲ့အကြောင်းကတော့အန်ဂျလာရဲ့စောက်ထိန်မှုဂတိတစ္ဆာတွေအားလုံးကိုလေးစားခဲ့လို့ဖြစ်ကြောင်းပြသရင်လည်းဇလန်လေးကိုအဆုံးသတ်ထားပါဗျ။ဒီဇကားရဲ့အကြောင်းလေးကတော့အချစ်စစ်ဆိုတာဂရင်ဘောကကိစ္စတွေမပါခဲ့ရင်တော့တဦးနဲ့တဦးနှလုံးသားတွေကချိတ်ဆက်နေမှာဖြစ်တဲ့928တဲ့ကြော်လွန်နိုင်မဲ့အကြောင်းလေးကိုတိဆက်ပေးသွားခဲ့တာဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။